ရဟနာဖြစ်ပါတယ်။သူပြုတော်ကတော့လက်ညှိုးလိုက်ဖြတ်ပြီးလူသားတော်ကတော့ကိုလိုချင်တဲ့လက်ညှိုးရလို့ तू ကဝမ်းသာတယ်။ဟုတ်ပါဗျာ။ကိုအသက်ခံတဲ့လူကစင်းရဲတယ်။ဟုတ်ပါဗျာ။ကိုတက်လိုက်ရတာကိုပဲကိုအနေနဲ့ဝမ်းသာပီတိကျေနပ်ဖြစ်ပြီးတော့ဖြစ်နေပင်နဲ့ကိုပြုတဲ့ကံကထွက်ပြေးလို့ရလား။မရပါဘူးဗျာ။ရဟန္တာလည်းမလုပ်ဘူး။ဟုတ်ပြီနော်။မှန်ပါဗျာ။အဲ့တော့အရှင်မြားအခုအဲ့ဒီလိုတွေးတဲ့အခါကျတော့နောင်အာဟုသူလုံးမလားမလုံးဘူးသုံးပြထားပါတယ်ဗျာဟုတ်ပြီ အဲ့ရနေစပြီးတော့တဏ္ဏဂုံတည်ပြီမှန်ပါဗျာနော်အဲ့လိုဆုံးပြတ်လိုက်ပြီဆိုတော့တဏ္ဏဂုံတည်ပြီတဲ့တာတိဆိုတဲ့တကြတာကင်းမင်းသားတစ်ပါးရှိသူကမိုးလင်းမိုးကျရက်တော့နော်မိုးလင်းမိုးကျပဲရက်တော့တယ်နောက်ဆုံးတော့အရက်နာကြပြီဒီကံဒီမှာမြတ်စွာဘုရားကသွားပြီးတရားဟောဟောပြီးပြန်လာတော့မြတ်စွာဘုရားပြောတယ်တာတိကတော့အထက်မဲ့သုံးပါးသာလဲလျောင်းတာရှိတော့တယ်လို့ပြောခဲ့တော့ မကြောက်ဘူးဓာတိသေးတဲ့ခါကျတော့တကြိုးတော့ဝိုင်းဟားကြတာပေါ့မိုးလင်းမိုးကြောက်ဒီလောက်အရက်တောက်နေတဲ့ကောင်အမျိုးသောရပန်တီသွားတာပေါ့အထက်မဲ့၃ပါးဆိုတော့အောက်ပိုင်းတန်တရာအပဲလေးပါးဖြတ်မဲ့မဲ့ပြီးသွားပြီကြံတဲ့မဲ့တွေပဲကြံတော့တယ်လို့ပြောတော့ဒီလိုအရက်သမားတောင်မှဒီလိုလေးနဲ့မဲ့ကူးတဲ့ဆိုရင်ကွာနဲ့ဘာညာပေါ့အခုလူပေါ့လူဘိန်းနေဆိုတော့ဝိုင်းဟားတာပေါ့ခရရပါမချမ်းဘူးအဲ့ဒါကမဟာနာမင်းကြီးကမြတ်စွာဘုရားသွားလျှောက်တော့ အရင်တော့သူတောက်ခဲ့မူခဲ့တာတော့မှန်ပါနေတဲ့ငါဘုရားနဲ့တရားဟောပြီးတဲ့အခါမှာသူ လုံးလုံးဆုံးပြတ်ပြီးတော့ဆုံးထုတ်လိုက်ပြီတဲ့အဲ့ဒီကနေစပြီးတော့တရဏဂုံတည်ရောတဲ့ကြောင့်တရဏဆိုတော့အပေလေးပါးကြမယ်ကံကိုတတ်လိုက်ပြီမှန်ပါဗျာအေးအဲ့ဒါကတပြုတ်လို့ဖျားပွင့်မှရတဲ့အမူကြီးမှန်ပါဗျာအဲ့ဒီလိုဖျားပွင့်နေတဲ့အချိန်တပြုတ်ကလည်းကိုယ်နေသူနေသားတွေကယ်တဲ့အချိန်ပေါ့ ပါဗျာဘယ်သူမှမဖိတ်ခေါ်ဘူးတပြုတ်စီစဉ်တာနဲ့ဒီပြုတ်လုပ်တာပါပါဗျာအခုရှင်များအဲ့ထဲမှာကြွ့ချိန်တန်တော့ကြွ့တဲ့ထဲပါမလာဘူးလားပါလာပါတယ်ဗျာရက်တဲ့ငါးကျန်ငါးတင်တင်းငါးကြောင်စားကျန်တဲ့ကဖျားခဲ့ပါပြီအဲ့တော့အရှင်ဗျာကိုလိုနောင်မဖြစ်အောင်နောင်လာနောက်သားတွေကိုဘလို့ဟောခြင်းပြောခြင်းပါတယ်ဆိုတာလေးလျှောက်ပါဒီလိုလိုပဲကျန်သက်ထိုးပြီးငါးဆတဲ့ကောင်တို့အဲ့လိုမထိုးနဲ့လက်တွေ့ခံသားရဲဆိုတဲ့အကြောင်းပြန်ပြောပြပါမယ်ဗျာ။ကဲအားလုံးတာရုခေါ်ပါဦး။တာရု တယ်။ဝိုင်းရဘုရားလာထုတ်တာလဲ။မွန်လျံရပါဗျာ။ဒေါ်စန်းစန်းဝင်းမိတ်ဆွေလား။ကိုစုံမြင့်ခေါ်တော့ဟုတ်ကြပါပြီဆရာ။အဲဟုတ်ပြီ။သူတို့အစွဲကောင်းလို့ရောက်လာတာလား။ဟုတ်တယ်။သူတို့မစွဲရင်လာမယ့်ပုံမပေါ်ဘူး။ဟုတ်တယ်။တပြည့်တော်နှခါလောက်ညင်းလိုက်သေးတယ်ဗျာ။ဟုတ်လား။အခုဒီမှာမဟာပလင်9နိုင်ချိတ်တော့ဒကမကြီးနေနဲ့ပထမ9နိုင်ချိတ်တော့အစင်မပြေခဲ့ပါဘူးဗျာ။ပြေကြဟုတ်ပြီ။ဒီ9နိုင်ခေါက်ကလေးကြတော့တပြည့်တော်စားထိုင်ကြတယ်က စိတ်နဲ့ခန္ဓာကိုတကယ်တော့ခွဲပြီးတော့ဝေဒနာတွေကိုတီးခံပြီးခံပါမယ်လို့ဆုံးဖြတ်လိုက်ပါရတယ်။အဲအဲ့လိုနေရနေဝေဒနာတွေကျလာတော့အဲ့ဒီနေလာရင်လည်းဝေဒနာတွေတအားတက်လာတယ်ဗျာ။တပည့်တော်မခံစားနိုင်အောင်ဖြစ်သွားတယ်။တပည့်တော်လည်းဆုံးဖြတ်လိုက်ပါတယ်။ဒီမဟာပလင်လည်းတပည့်တော်မอยู่တော့ပါဘူးလို့တပည့်တော်လည်းမထိုင်တော့ဘူးလို့ဆုံးဖြတ်ချပြီးခေါင်းငှားကြပါပါတယ်ဗျာ။အဲ့ဒီချိန်မှာဆရာလေးတပါးကရောက်လာပြီးတော့တပည့်တော်တဲ့ကံကိုကမ်းပြီးတော့တက္ကမားတဲ့ ်ဆရာတော်ဘုရားရဲ့တရားကိုလည်းတေချာနာထောင်လိုက်ပါတဲ့နာကျင်တာလေးကိုလည်းမလှုပ်ရှားပြင်းရင်တက်တက်နဲ့ကြီးကြီးပြင်းပြင်းနဲ့တီးခံလိုက်ပါတဲ့အစဉ်ပြေသွားမယ်တဲ့အဲ့လိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဒီပြတော်စဉ်းစားလိုက်ပါတယ်ဒီပြတော်ဒါဒီအချိန်မှာငရေကြနိုင်မယ်ဆိုရင်လို့ဒီထက်အဆတောင်းမကဒီပြတော်ခံစားရမယ်ဒီအချိန်မှာဒီပြတော်မကြိုးစားပိုင်ခွေးရှိပါသေးတယ်မတည်နိုင်ဘူးလို့လဲဆရာတော်ကလည်းအမှန်ခံထားပေးပါတယ် ါနဲ့ပဲတပည့်တော်ဒီမဟာပဏ္ဏကိုယ်ကပြတ်သွားမယ်ဆိုရင်ဒီလိုတသက်လုံးခွေးရည်ကိုတပည့်တော်ပြန်မရနိုင်တော့ဘူးလို့တပည့်တော်ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ကြည်ပြူစွာနဲ့ပြီးဒီဝေဒနာကိုတပည့်တော်ခံစားပြီးဆက်ထိုင်နေပါတယ်ဗျာနောက်တော့ဘလို့ဖြစ်အဲ့လိုထိုင်နေရင်လည်းပဲတပည့်တော်မှဒီတပည့်တော်အာကုတုတခုချင်းထလာပါတယ်ဗျာပတိကားချက်လို့မျိုးကိုရဲ့ပြုတ်ခဲ့တဲ့အာကုတုတွေနှစ်ပိတ်ပြီးပေါ်လာတယ်ပတိကားချက်တို့တခုချင်းတခုချင်းထလာပါတယ် အဲ့ဒါလေးပဲတပြည့်တော့ခုချင်းထွက်လာထွက်လာပြီးတော့အဲ့ဒါနဲ့ဆက်ထိုင်ရင်လည်းဝေဒနာတယ်အဲ့ဒါနဲ့ပြီးသွားပါတယ်ဗျာတခုချင်းထွက်လာပါတယ်တပြည့်တော့လောက်ခဲတဲ့အာဟုတုလေးတွေထွက်လာပါတယ်ဟုတ်ပြီတက္ကမကြီးဒီအာဟုတုတွေငါ့ကို အကျိုးပေးလိမ့်မယ်လို့အစွဲရှိလားမရှိပါဘူးဗျာဟုတ်ပြီဒါပေမဲ့တက္ကမကြီးပြုတ်ခဲ့တဲ့အာဟုတုတွေကဘယ်လိုဟာနေလဲမေပေါ်မှာတို့ယောက်ျားပေါ်မှာတို့မေဟုတ် ုတ်ပါတယ်ဗျာပြပြပြန်နည်းနည်းလေးကြာလေပြီဆိုတော့တပီတော့လည်းမမှန်ပြီးတလားဖြစ်ပါပါတယ်အဲ့လိုပြန်ပေါ်တဲ့အချိန်မှာတော့တခုချင်းကိုပြန်မြင်ပါပါတယ်ဗျာအမိပုံမှာပဲလားဒီပြင်ဘယ်ပုံမှာပေါ်သေးလဲအမျိုးသားပုံမှာရောနောက်ပြီးတော့အဲ့ဒါလေးတွေတခြားအပိုင်းလေးတွေလည်းရှိတယ်ဗျာအဲ့ဒါအပိုင်းလေးအပိုင်းလေးတွေကကိုလို့ထဲအပိုင်းလေးတွေအခုလိုလေးတွေပေါ့ဟိုနည်းနည်းဆိုးခဲ့တာလေးတွေပေါ့ဗျာ တတိယမှာဆိုရတာအလုသမားတွေရောကျိမ့်မလို့အလုသမားမှန်ပါတယ်ဖေယအလုသမားတွေလည်းပေါ်လာပါတယ်ဖေယအဲ့ဒါလေးတွေကစပေါ်လာတယ်ဖေယဒါကဥစဉ်လို့ပညာယူဖို့ပေါ့အလုသမားတွေပေါ်လာတယ်အလုသမားပဲဆိုတာကဟုတ်ကဲ့တပိုင်းတင်ပါဖေယမိမိရဲ့စေရနာကံကတပိုင်းပဲတင်ပါဖေယသူ့ဘာသူအလုသမားဘက်ကလို့ကိုယ်ပြီးတယ်ဖေယကိုကမကောင်းတဲ့ဒေါသနဲ့ပြုတ်တဲ့စေစနာတွေကိုမှပြန်ပြီးဝိဘက်ဆိုတာပြန်ရတယ်တင်ပါဖေယတက္ကမကြီးဒါနာတွေအများကြီးမပြုတ်ခဲ့ဘူးလား ဒါနဆိုရင်ဖုန်ကြီးတွေကိုအာယုံစွန်းဆိုတရားကျော်ကနေ့တိုင်းလောင်းပါတယ်ဘုရားဆုံးဟင်းရောဆုံးရောနေ့တိုင်းကြွပါတယ်ဘုရား၄နာရီခွဲရတယ်၅နာရီခွဲထိအဲ့ဒါဒါမှတပြည့်တော်အာယုံမှာဖုန်ကြီးတစ်ပါးမှလည်းမထွက်လာဘူးဟိုတိုင်နေစောက်ထားတာလည်းလည်းမထွက်လာဘူးဘုရားအာဟုဆိုတာလည်းထွက်လာအဲ့ဒါနဲ့ပဲတပြည့်တော်ဆက်ထိုင်လိုက်ပါတယ်ဝေဒနာတွေတော့တက်လာပါတယ်ဝေဒနာတက်လာပြီးတော့အဲ့ဒီအဲ့ဒီအကုတုတွေပြီးသွားတော့ဝေဒနာတွေကဘယ်လိုဖြစ်လာကြတော့ဒီတပြည့်တော်ရဲ့ရေမျက်မှန်လေးအလုံးလေးထွက်လာတယ်လို့ဘလို့ဘလို့နဲ့ဆိုတော့ အေးဆင်းသွားပါတယ်ဖခင်ဆင်းပြီးတော့အဲ့ဒီဝေဒနာတွေလည်းတက်တန်သွားပါတယ်အဲ့ဒီကနေစပြီးတော့တပြည့်တော်အဋိဌံပြီးသွားတဲ့အထိယနာဝေဒနာတွေထမပေါ်တော့ပါဘူးဖခင်အခုရောစိတ်ထဲမနဲ့နေအေးချမ်းသွားပါတယ်ဖခင်အေးဒုရီယာဒီလိုမသိကြဘူးတင်ပါကိုယ့်ရဲ့စိတ်ထဲမှာဒကမာကြီးအခုလိုသွာလာနေပြီမဲ့ဆွမ်းနေလောင်းနေပြီမဲ့ကိုယ်တို့ပြုတ်ပြင်မယ်ကိုယ်ပြုတ်ခဲ့တဲ့မကောင်းမှုကလည်းကိုယ်နောက်မှာပါနေတယ်လို့မသိဘူးမသိလားပါဘူးခင်ဗျာမသိဘူး အခုကအကြေတရားချင်းလို့မကြည့်သေကံဒီအတိုင်းပေါ်တော့မှာတင်ပါဘုရားနော်ကုသိုလ်ကအကျိုးမပေးဘူးမဟုတ်ဘူးသို့တော့အာကုသိုလ်ကထက်ထက်တန်တန်လောက်ခဲ့တဲ့အတွက်ကြောင့် तू ကထက်ပြီးတော့အရင်ကျိုးပြီးမှာတင်ပါဘုရားအေးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ဗုဒ္ဓဘာသာပြီးတဲ့ကံကံဤအကျိုးကိုဖော်ထုတ်တာဒီဘာသာတစ်ခုပဲရှိတယ်တင်ပါဘုရားသို့တော်လည်းပဲဦးဇင်းတို့မြန်မာနိုင်ငံပုံပေါ်ရဒါနနဲ့အာဘဖြီးဖရားတဲ့ကြောင်းဆောင်နဲ့အာဘဖြီးခဲ့တယ်သို့တော့ကိုပြုတ်ခဲ့တဲ့အာကုသိုလ်ဟာကိုနောက်လိုက်လာမယ်လို့မထင်ဘူး ကုစုပဲကိုနောက်လိုက်လာမယ်လို့တွက်ထားတာတွက်တိုင်းမှန်ရဲ့လားမှန်ပါဗျာမှန်ဘူးဟုတ်ပြီနော်မှန်ပါဗျာအဲ့ဒါကြောင့်မလို့ဒါနနဲ့သီလနဲ့နေမလုံလောက်လို့မဲခင်ဖောင်ကြီးလေကြီးကြီးကြီးလုပ်ပါလို့ပြောတာအခုယောဂီကဖြုတ်ချင်တာကိုဥစဉ်တော့ရှော့ပေးလိမ့်မယ်ဆိုလွတ်ပါမလားမလွတ်ပါအောင်ဗျာအေးဒါမလို့ဥစဉ်တော့ညှင်းသေးတယ်လို့မဟုတ်ဘူးတဲ့အတင်းကယ်ထုတ်တာတင်ပါဗျာအဲ့တော့ကြံတဲ့မြို့ပေါ်မှာရှိတဲ့မိတ်ဆွေတွေရွှေတွေမျိုးတွေကိုဓကမကြီးက ဘလို့များတိုက်တွန်းခြင်းနဲ့ဆန္ဒတွေရှိတယ်ဆိုတာလေးလျှောက်ပါအောင်ပြောပါဗျာကိုစုံမြက်ကိုလည်းကျေးဇူးတင်တယ်လို့ဆရာလေးတပါးကိုလည်းကျေးဇူးတင်တယ်လေဆရာလေးတပါးအားတပည့်တော်အာမပေးလိုက်ပြီးတော့စိတ်ချချလိုက်ပါပြီဗျာပြီးတော့သူသဖြင့်ဆရာတော်ကြီးရဲ့ဟိုဟောကြားညွှန်ကြားတဲ့အတိုင်းဝိရိယအားထုတ်ပြီးကြိုးစားအားထုတ်မယ်ဆိုရင်အာမေမှာပဲလို့တပည့်တော်ပြောပါရစေခင်ဗျာဒီအားလုံးသာဓုခေါ်ပါဦးယောဂီရဘယ်လာထုတ်တာလဲမိတ်ပါပါဗျာဒီနေ့ကျင့်တော်ဘာတွေထူးကြမှုတွေကျင့်တော်ထူးကြဖို့တော့ဗျာအာနာပါနာမှာ တနင်္ဂနွေ၅ရက်ထိုင်ပြီးတော့ဗျနောက်တနင်္ဂနွေရဲ့အချိန်မှာမနေ့ကစောရင်းသားထိုင်တဲ့အချိန်မှာပြီးတော့ကျော်တော်ကိုစားတဲ့တိုင်းလာရင်လာရင်လာရင်ပြီးတော့စိတ်ချမ်းသာမှုရှိပါရဲ့ဗျစိတ်ချမ်းသာမှုရှိရှိနဲ့အဲ့ဒါပြီးတော့လိုက်သွားပါရဲ့လိုက်သွားတဲ့အခါကျတော့ဗျပြီးတော့ကြက်ဆူကြောက်သွားပါရဲ့ဗျဟုတ်ကြောက်စိတ်ရောဗျဟုတ်ကြောက်ရတဲ့အချိန်ကျတော့အဲ့ချိန်မှာမလို့ဒီအာယုကြောက်သွားပြီးအဲ့ဒါနဲ့နေလိုက်တဲ့အခါကျတော့ပြီးတော့မွားသွားပါရဲ့မွားဖြစ်သွားပါအော်ဗျာ ဘာလဲဘာလဲပြီးတော့ဝါးနေပါဗျာဝါး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 ဘာလဲဝါးနေစပြုတ်ခါဆောင်းပါဗျာစေကပြန်နေလေစပြုတ်ခါစေကမှာချမ်းပါဗျာစပြုတ်ခါတော့ကောင်းတယ်ဆောင်းပါဗျာအဲ့ကောင်ကတော့ဒီပါလဲကြော်နေရပါဗျာအဲ့ကြော်နေအဲ့မှာဦးသေးရနေပြောဒီတော့ဆင်းရောဝါးတယ်အေးမယ်ဆိုပြီးတော့လက်လေးထောက်ပါတယ်ဦးသေးရနေရဒါပြီးတော့အစ်ပြွားကြီးပါးစပ်ဖို့ပြေးပါလို့တော့အဲ့ဒါအိမ်မှာမှရောက်သွားပါတယ် လက်လေးထောက်တယ်ဆိုတာလူဘဝဖြစ်နေလားနွားဘဝဖြစ်နေလားနွားဘဝဖြစ်နေပါဗျာဟောစမျိုးခိုင်နေတယ်အဲ့ဒါပါဆီလက်လေးထောက်မှာဟုတ်ပါဗျာဟုတ်ပြီအိုရော်ရီယာလာခဲ့ပါအဲ့တော့နွားနဲ့တရင်တနူးနေခဲ့ဘူးလားမှန်ပါဗျာမင်းကဘာလုပ်တာလဲဒီတော့ဆောင်းကဘောလာလို့ပြောတာဗျာဩနွားနဲ့နွားရောက်တော့ခဲ့တော့နွားစိတ်ပေါက်တယ်သိလို့ရှိရင်စမျိုးခတ်တဲ့ဘဝရောက်တော့ ဟုတ်ပြီလားမှန်ပါဗျာကိုပြုတဲ့ကံတွေကကိုနောက်မှာအရေးတို့လိုက်နေတာဟုတ်တယ်နော်မှန်ပါဗျာအဲ့လိုတကယ်ကြီးကမမြင်ကြောက်အောင်မဟုတ်ဘူးမှန်ပါဗျာအခုတော့ကိုယ်ကိုယ်မြင်သွားတော့ကြောက်သွားတယ်မှန်ပါဗျာနွားနွားပွားနော်နွားနဲ့နေတော့နွားစိနွားဥပါဒံဖြစ်အခုတော့ဒီတရားတာမကျင့်နေရင်တဲ့ဒီဘွားတွေပြန်ရောက်တော့မှာအခုတော့ဒီတရားကျင့်လိုက်တော့လွတ်ချောင်းရသွားတာမှန်ပါဗျာမဟာပလင်မနေကျင့်အောင်ခဲ့လေမှန်ပါဗျာ ဘာပလင်၂နာရီ၃ချိန်၅နာရီချိန်ပါဗျာဟုတ်ပြီစည်ရမှုလဲချမ်းသာမှုဘယ်ရရပရမချိန်မှာတော့ဗျာတော်တော်ဆင်းရပါဗျာမပိတ်ဆုံးချိန်ကြောင့်ပါပဲပြီးတော့ဝေဒနာလွတ်ပါတယ်လွတ်တော့စေတေပြန်နေလေအေးကြပါဗျာအဲ့တော့ရွာသူရွာသားတွေကိုပြင်ဘလူရန်တိုက်တော့ပြီးတော့လိုပဲဆရာတော်ဗျာဒါမလေးဗျာလာကြနေနေသာတော့ပါတော့ပြီးတော့တိုက်ကြပါဗျာဓမ္မကြီးတရားအားထုတ်ရင်းနဲ့အချိန်ပြည့်ကန်ဒီမှာချုံမွေးချောင်းကိုတဲ့အဲ့လိုချုံမွေးချောင်းကိုတဲ့ အကြောင်းရင်းဟာဘာကြောင့်ငိုရတဲ့ဆိုတာလေးရှောက်ပါဦးတင်မဖျားတပည့်တော်ပထမတော်ကတရားထိုင်တာမာပလင်းနှစ်စခန်းတိတိထိုင်ခဲ့ပါတယ်ဖျားဒါပေမဲ့နိုင်ပြည့်ပါတယ်မာပလင်းကိုလုံးဝမအောင်နိုင်လို့ပဲထင်ခဲ့ပါတယ်တကယ်တမ်းမှာကျတော့မာပလင်းကိုမအောင်ခဲ့ပါဘူးနောက်ပိတ်ဆုံး၃ချိန်မြောက်ထိုင်တဲ့အချိန် မှာကျတော့မာပလင်းက၄၅မိနစ်နဲ့မာပလင်းဇောတက်လာပြီးတော့တပည့်တော်အဲ့အချိန်မှာမာပလင်းကြာကနေမှာဆရာတော်ဖျား ချာချဆိုလဲတပြည့်တော့မချဘူးဆုတ်ထားတာပဲအဲ့ဒီအချိန်မှာကျတော့နောက်ပြီးဆုံးကျတော့ကဲဆရာတော်ဒီလောက်တော့မှဟောနေတာတပြည့်တော့သေခြင်းသေမသေးချလိုက်တော့မယ်ဆိုပြီးချတဲ့အချာမှာရုပ်ကြီးကိုညှစ်ချုပ်ထားတာကိုမချတာမချတာဗျာမချော့တာဗျာ အဲ့ဒါနဲ့ဒီလောက်တောင်မှရှိလာတာကဲသေးချင်းနဲ့သေးသေးတော့ဆိုပြီးတော့ချလိုက်တဲ့အချိန်မှာမဟာပလင်လည်းကျသွားပြီးတော့ဝင်ကျသွားဝင်ကျသွားပါတယ်ဗျာအဲ့ဒီအချိန်မှာတပည့်တော်ကတီးနေတဲ့စိတ်ကိုအဲ့ဒီမှာထားလဲထားလိုက်တော့တပည့်တော်ရဲ့နောက်ချစ်ရက်တွေကိုပြန်ပြီးမြင်လာတဲ့အချိန်မှာအရင်တော့ကယဟန်တပါဖြစ်ခဲ့ပါတယ်ဗျာတပည့်တော်ကအရင်တော့ဆိုတော့အရင်ဘဝကဘဝတော့ကအဲ့ယဟန်တပါဖြစ်တဲ့အချိန်မှာတပည့်တော်က အဲ့ဒီစွန်းစံသွားရက်တဲ့အိမ်ရှိမှာတပည့်တော်အဲ့စွန်းစံရက်တဲ့စွန်းလောင်းတဲ့ဓမ္မကိုလည်းပြမမိတယ်စွန်းရဲ့လောင်းတဲ့ဟင်းပေါ်မှာလည်းကောင်းတာမကောင်းတဲ့စိတ်ကိုလည်းခံမှန်းလိုက်တဲ့အချိန်မှာအဲ့ဒီအကျိုးကျေးဇူးကြောင့်တပည့်တော်ကဘိုးဘွားမှာမိန်းကလေးဘွားဖြစ်သွားတဲ့အတွက်အယံကိုယူကြုံမရဖြစ်ပြီးတော့အယံကိုဝင်းနေပက်လက်ဖြစ်ပြီးတပည့်တော်ဘလို့မှထိတ်မရအောင်ငိုတောင်းငိုခဲ့တာဘာလို့လို့ဆိုတော့တပည့်တော် ဘဘွားတော်ကယဟန်ဖြစ်စဉ်ဘွားတော်ကကျင့်ခဲ့ရင်ဒီလိုဒုက္ခမျိုးတွေတွေ့ရမှာမဟုတ်ဘူးပေါ့အခုတော့ကြုံရတဲ့ဒုက္ခတော်တော်ဆင်းရဲတော့တပြည့်တော့အញ្ញံကိုကြောက်သွားပြီးငိုတာပါဗျာကမဆုံးလုံးတဲ့ကမ္မကိုကာမကုံစိတ်နဲ့ပြင်မာလိုက်တာအဲလိုစိတ်နဲ့ပြင်မာပြီးနဲ့စိတ်ကလေးနဲ့ပြစ်တယ်ဆိုတော့ဘာမှမဖြစ်ဘူးဆိုရင်လည်းပျောက်ကုန်တယ်ဆိုတာမဟုတ်ဘဲနဲ့ကံအကျူးပေးပြလာတယ်ဆိုတာတွေ့လားတွေ့လာပါတယ်ဗျာဟုတ်ပြီအဲ့တော့စိတ်နဲ့ပြင်မာပြီးတော့ကမ္မကိုလည်းသူတို့ကစေတနာနဲ့လောင်းတယ် ကိုကကာမကုံစိတ်နဲ့ဆက်ဆံတယ်။ခင်းကိုလည်းသူတို့စွမ်းနိုင်သလောက်လှူတာကိုကိုကကောင်းတယ်ဆိုတယ်နှလုံးသွင်းတယ်။ခင်ဗျာ။အဲ့ကောင်းမှုအဲ့စေတနာကြောင့်မကောင်းတဲ့စေတနာကြောင့်ဒီဘဝမှာယဟန်ဘဝနေပြီးတော့ဒီဘဝကြတော့မင်းကလေးဘဝဖြစ်ပြီးတော့ခင်ဗျာ။ဟုတ်ပြီ။အဲ့တော့ဓမ္မကြီးနေနဲ့တရားမကျင့်သေးတဲ့ယဟန်တွေတွေ့ခဲ့မယ်။ခင်ဗျာ။တရားထုတ်တဲ့ယဟန်တွေသရာပေါ့လျှော့ပြီးတော့ ကျင့်မယ်ဆိုတဲ့ရန်အနေနဲ့တွေ့ရင်တက္ကမကြီးကဘလို့တိုက်တွန်းခြင်းနဲ့စိတ်တည်ပေါ့။တပည့်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျာ။တပည့်တော်ဟာတကယ်ကိုခန္ဓာနဲ့ရင်းပြီးတော့ဒီလိုဆက်နေရတဲ့အချိန်မှာသူတို့တကယ်ကိုမှပင်ပင်ပန်းပန်းနဲ့ရှားထားရတဲ့သူတို့ရဲ့စွန်းတကာတက္ကမတွေရဲ့စွန်းတန်ဖို့ဟာအင်မတန်မှကြီးပါတယ်။ တပည့်တော်ဒါကြောင့်မလို့ဒီလိုလာတဲ့ခါကြလို့ရှိရင်တပည့်တော်စုံမစားရပါဘူးခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့တပည့်တော်ကတရားအမှန်တို့ပဲနဲ့စုံစားရင်တပည့်တော်အယမ်းကိုကြောက်နေပါတယ်ခင်ဗျာ။ဒါကြောင့်တစ်ခါတခါဒီလိုလာလို့ရှိရင်စုံကြွေးပါတယ်တပည့်တော်မစားပါဘူးခင်ဗျာ။ပြန်มาတယ်တန်တဲ့နေရာမှာတပည့်တော်ဝဲစားပါတယ်သူတို့အင်မတန်မှခက်ခဲရင်းနဲ့တွူးထားတဲ့စုံကိုစားမိတဲ့အတွက်တပည့်တော်မှအပြစ်ကြီးတဲ့လူခံစားနေရလို့တပည့်တော်မစားပါဘူးပဲဒါကြောင့်မလို့စားလို့ရှိရင်လည်းကြေအောင်မဲ့လုပ်ပါတယ်ခင်ဗျာတပည့်တော် ဒါကြောင့်မလို့ယဟန်နေကိုလည်းတပိတော့တိုက်တွန်းကြမှာတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုမြင့်မြင့်မြတ်မြတ်ရှိတဲ့ဘဝမှာသူတို့ချွေးနဲ့သွေးနဲ့ရင်းထားတဲ့စွန်းတွေကိုစားပြီးတော့နိဗ္ဗာန်ကိုကူးတဲ့ဘဝထီအောင်ကျင့်စေကြမှာတယ်တပိတော့ကအဲ့ဒီအချိန်ထိကူးဆိုတော်တော်ကိုပဲဘဝဆိုတာမလို့ချင်လောက်အောင်ပါပဲဖေဟာအဲ့လိုလေတိုက်တွန်းကြမှာတယ်အဲ့လိုလား